အမေရိကန်ကာကွယ်ဝင်ကြီးပီဟက်ဆက်ရဲ့မှတ်ချက်စကားတွေဟာတရုတ်ကိုသဘောက်လီလွင့်ဆွဆွဲပြောဆိုမှုဖြစ်တယ်လို့တရုတ်နိုင်ငံသားဝင်ကြီးဌာနကစွန်တရက်ကပြောပါရယ်အမေရိကန်ဟာဒေတာရင်းနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေကိုရည်ရွယ်ချက်ရှိရှိလစ်လျူရှုနေကြောင်းလဲတရုတ်နိုင်ငံသားဝင်ကြီးဌာနကဆွဆွဲခဲ့ပါရယ်မေ31ရက်ကစင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ရှန်ဂရီလာအစည်းအဝေးမှာအမေရိကန်ကာကွယ်ဝင်ကြီးဟက်ဆက်က တရုတ်ဟာအင်ဒိုပစိဖိတ်ဒေသမှာချိန်ချမှုတစ်ခုဖြစ်တယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။တရုတ်ကတော့ဟတ်ဆန်ရဲ့မှတ်ချက်စကားတွေဟာမနှိမ့်မြို့ဝဲကောင်းကြောင်းနဲ့သဘောထားကွယ်လွှဲမှုဖြစ်စေဖို့သွေးထိုးနှုံးဆော်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောပါရယ်။ဟတ်ဆန်ဟာဒေသရင်းနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတောင်းဆိုမှုကိုရည်ရွယ်ချက်ရှိရှိမျက်ကွယ်ပြုခဲ့ပါရယ်။ပြီးတော့အဖွဲ့လိုက်ထိတိုက်တွေ့မှုအတွက်စေရေးကာလကစိတ်နေသဘောထားရှိပြီးတရုတ်ကိုအသေးဖြတ်တဲ့ဆွဆွဲချက်တွေနဲ့သဘုံလေလွင့်ပြောဆိုနေကောင် တရုတ်ကိုချိန်ချောက်မှုအဖြစ်မှားယွင်းပြောဆိုနေပါတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနက၎င်းရဲ့ website မှာရေးသားခဲ့ပါတယ်။အမေရိကန်ဟာတောင်တရုတ်ပင်လယ်မှာရန်လိုတဲ့လက်နက်တွေကိုဖြန့်ကျက်ချထားခဲ့ပြီးအာရှပစိဖိတ်ဒေသမှာတင်းမာမှုတွေဖန်တီးပြီးလှုံ့ဆော်မှုတွေကိုဆက်လက်လှုံ့ဆော်နေတာကြောင့်ဒီဒေသကိုခဲယမ်းသစ်တာတစ်ခုအဖြစ်ပြောင်းလဲစေကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။